ားလုံးပဲမင်္ဂလာပါဘာမီချက်စီ YouTube Channel ပါဆိုတော့ကျွန်တော်တို့နိုင်ငံတကာပွဲစဉ်တွေအပြီးမှာပြန်ပြီးတော့ကစားကြတဲ့ပရီးမီးယားလိပွဲစဉ်တွေမှာတော့အစောဆုံးကစားတဲ့ချက်စီတင်းနဲ့ဘန်လင်တင်းတို့ရဲ့ပွဲစဉ်မှာချက်စီတင်းကဘန်လင်တင်းကိုနှစ်ဂိုးခိုးမရှိဆိုတော့ရာလနဲ့ကလင်ရှိနဲ့အနိုင်ရရှိခဲ့ပါတယ်ဒီ feeling ကကျွန်တော်တို့ချက်စီပြိသက်တွေအတွက်ဒါအသိကိုကောင်းလွန်းတဲ့ feeling ပါအဲဒီနိုင်ငံဘက်ကြောင့်ချက်စီတင်းကလက်ရှိအမှတ်ပေးစရာရဲ့အဆင့်နဲ့နေရာကိုယာယီတလန်းထားနိုင်ခဲ့ပြီးတော့ဒီတစ်ပတ် ဒါမန်စီးတီးကနျူကာဆယ်နဲ့အဆင့်3ကလက်ရှိအဆင့်3ရောက်နေတဲ့မန်စီးတီးကတော့ဒီတစ်ပတ်မှာနျူကာဆယ်နဲ့ကစားရမယ်ဆိုတော့နျူကာအဲမန်စီးတီးကလွယ်ကူတဲ့ပြိုင်ဘက်တော့မဟုတ်ဘူးအရင်ဆုံးတော့ကိုလုတ်ဆက်ရှိတဲ့လုတ်ကိုလုတ်ထားတဲ့မာရက်စကန်နဲ့ချက်စီအသင်းသားတွေကိုချီးကျူးရပါမယ်အဲဒီဒီနေ့ပွဲစဉ်မှာအာချက်ကြီးအသင်းအနေနဲ့အရန်ကြီးကောင်းလွန်းလာတဲ့ခြေစွမ်းမျိုးကိုဒါမပြသနိုင်ဘူးဆိုပေမဲ့နိုင်ပွဲရရှိဖို့အတွက်လုံလောက်တဲ့အတွင်းကိုတွေကိုတော့တွေးယူသွားနိုင်ခဲ့တယ်ဆိုတော့ ဒီနေ့ပွဲစဉ်မှာခြေစစ်စင်ရဲ့အတွင်းကိုကိုတော့ပက်ထရိုနက်တိုကပွဲကစားချိန်38မိနစ်38မိနစ်မှာကပတန်ရဲ့ဖြတ်တင်ပေးမှုကလေးပြီးတော့ခေါင်းတိုက်ပြီးတော့သွင်းသွားခဲ့တယ်။နောက်ထပ်တစ်ခုကတော့ဒါလူသားဝင်လာတဲ့မက်ဂေယူရဲ့ဖန်တီးပေးမှုဖန်တီးပေးမှုကနေပြီးတော့အဆိုဖာနာတက်ကပွဲကစားချိန်88မိနစ်မှာ ဒုရီယာဦးဆောင်ကိုကိုတင်းယူသွားခဲ့ပြီးတော့ဒီသွင်းကိုနှစ်ခုနဲ့ပဲချက်စီတင်းကရမယ့်၃ဘက်ကိုရှာဖွေသွားနိုင်ခဲ့ပြီးအာလက်ရှိအမှတ်ပေးစရာရဲ့အဆင့်နှစ်နေရာအာဆင်နယ်ကိုတပွဲရော့၃မှတ်အကွာကနေပြီးတော့စတင်ပြီးတော့ဖိအားပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်ဆိုတော့အာဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးပြောကြရအောင်ဒီနေ့ပွဲစဉ်မှာပြောမှာနှစ်ပိုင်းရှိတယ်ပထမပိုင်းမှာကဒါချက်စီတင်းကအာပွဲသားကြီးအာကျွန်တော်တို့ပထမဦးဆောင်ခုမရခင်အထိ အတော်လေးတိုင်ပတ်နေတဲ့ပုံစံကိုကျွန်တော်တို့မြင်မြင်တွေ့ခဲ့ရတယ်။ကွင်းလယ်ကဘောလုံးကိုထိန်းချုပ်ပြီးတော့မကစားနိုင်ဘူး။အာပြီးတော့အခွင့်အရေးဖန်တီးမှုဘိုင်းတွေမှာအားနေတယ်။ဒါပထမပိုင်းမရခင်ထိအထိအထိနေပေါ့နော်။ဒါပေမဲ့ပထမကူအဲဥဆောင်ကိုရပြီးတဲ့နောက်မှာတော့အခွင့်အရေးတွေဆက်ရလာခဲ့တယ်။ထားထားပါတော့ဒါတစ်ပိုင်းပေါ့နော်။ဆိုတော့ပရမပိုင်းမှာဗာမြင်ရလဲဆိုလို့ရှိရင်ပရမပိုင်းမှာကဒါ natural လီယန်ဒီလက်ရဲ့တခုကောင်းဆန်တဲ့ကစားဟန်ကိုမြင်ရတယ်။နောက်အာဂျောင်းပထူရဲ့နည်းငယ်တခုကောင်းဆန်တဲ့ပုံစံလေးကိုမြင်ရတယ်။ဒီကစားသမားနှစ်ယောက်ကအာပြောရလို့ရှိရင် twin goal တွေရဖို့အတွက်နည်းနည်းတိုင်ပတ်နေတဲ့အချိန်တွေမှာရှိတယ်။ဆိုတော့ဒီနေ့ပွဲစဉ်မှာကသူတို့ twin goal ရဖို့အတွက်တော်လေးကိုအာဦးစားပေးပြီးတော့ကစားသွားတယ်။တခုကောင်းဆန်ဆန်ပဲကစားသွားတယ်။ဒါက ဲလည်းတော့ပြဿနာရှိရေပေါ့နော်ဒါပေမဲ့ဒီတိုက်ဆက်သားမှနှစ်ယောက်က rating လည်းမကောင်းခဲ့ဘူး twin ကိုတွေလည်းမရရှိခဲ့ဘူးအဲကျွန်တော်ဘတူကနံပါတ်10နေရာနေကစားပြီးတော့ဒါသူ့အနေနဲ့အခွင့်အရေးတချို့ဖန်တီးတယ်ဆိုပေမဲ့ထိရောက်တဲ့ဖန်တီးပေးပို့မှုတွေတော့မဟုတ်ခဲ့ဘူးဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်ဘတူတော့လည်းလည်းအသေးမဲ့ပြုကျင်တယ်နောက်လီယန်ဒီလက်ကလည်းဒီနေ့ပွဲစဉ်မှာအရင်ကြီးတော့မဆိုးမဆိုးလာတဲ့ကစားပုံကိုအဲပြတော့ပြခဲ့တယ်ဒါသူ့အနေနဲ့ဒါဘူဘောင်းဆန်နဲ့ဆုံးပြချက်တွေချပြီးတော့ အဲကစားသွားတော့ကိုမြင်တွေ့ခဲ့ရပြီမယ်လေတချို့နေရာလေးမှာတော့ဟာသူ့အတိမဲ့ပြူရမယ်အပိုင်းလေးရှိတယ်နောက်ပြီးတော့ဒီနေ့တပွဲဟာဒီပွဲစဉ်မှာတပွဲလုံးခြုံပြီးတော့ကျွန်တော်ချီးကျူးရမယ်ကစားသမားနောက်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မန်ကမက်ရသွားတယ်ကစားသမားကဒါအန်ဒရီဆန်တို့ဖြစ်တယ်ကျော်အန်လူဆန်တို့ကပြန်လည်ပြောရင်အဲမိုက်စကိုင်စီလိုတဲ့နေရာဝင်ကစားတာဖြစ်တာကြောင့်မလို့မိုက်ကိုင်စီလိုတော့အရသာမရှိဘူးအဲဒါပေမဲ့သူအများကြီးလုံးပြသွားခဲ့တယ် အအများကြီးဖြတ်ထုတ်မှုတွေခြားပြဲလူယူမှုတွေအအများကြီးပြီးတော့အများကြီးသူအသင်းကိုအကျိုးပြုပြီးကစားသွားနိုင်ခဲ့တယ်ဒါအပြင်လင်းနေပွဲစဉ်ရဲ့မန်ရုံတဲ့မက်ကိုပါသူရရှိသွားခဲ့တယ်ဆိုတော့ဒီသာသမာကိုတော့အာကျွန်တော်တို့အသိမဲ့ပြုရမယ်ဒါအပြင်အပွင့်လင်းပြောရလို့ရှိရင်ဒီနေပွဲစဉ်က wise cancel တို့မပါတဲ့အတွက်အဲလည်းလည်းချက်စီးသင်းရဲ့ကစားပုံကအစားမပါတဲ့ဟင်းလိုမျိုးပြီးတော့လည်းလည်းနိုင်တယ်ဒါပေမဲ့ဒါ Andre Sandu ကလည်းသူ့ရဲ့ပုံစံနဲ့ performance တစ်ခုပြပြီးတော့ဒါ man the map ပါရရှိသွားခဲ့တယ်ဆိုတော့ဒါအပြင်နောက်ထပ်ကကျွန်တော်တို့ patronato patronato ကဒီနေ့ပွဲစဉ်မှာကျွန်တော်ထင်အာကျွန်တော်ပွဲစတော့အာပွဲစကြည့်ရချိန်မှာဒုတိယပိုင်းလောက်ကျလို့ရှိရင်သူ ST Bound နဲ့လူစားလဲပြီးတော့ Barcelona တင်းတွက်သူအနာပေးလိမ့်မယ်လို့ထင်မိတာပေါ့နော်ဒါပေမဲ့ patronato က minute 90လုံးအပြည့်ကစားသွားပြီးတော့တင်းကိုတကိုရယူသွားနိုင်ခဲ့တယ်ဆိုတော့ ကျွန်တော်နတ်တိုကလည်းဒီနေ့ပွဲစဉ်မှာတိုက်စစ်ကောခန်းစစ်ကောလိုက်ကစားပေးသွားတာကြီးอ่ะလုံးဝကိုကျွစင်သူဟိုကျွန်တော်တို့အရင်တော့ကန်ဒီကိုပြင်မြင်ရတယ်လို့ပဲဟိုကစားတဲ့နေရာသာမလှူတာအတက်ဆင်းလို့ကစားပေးနေတာလည်းတော်တော်ကောင်းတာတော်တော်ကောင်းတာနတ်တိုကတကယ်ကိုမမောတဲ့အတိုင်းလုံးဝမဘုံမပန်းတဲ့အတိုင်းသူပြေးလွှတ်ဆော့ကစားလေဒါပေမဲ့သူမျက်လာမှာမောနေတဲ့ပုံစံလဲပေါက်တယ်နော်ဒါပေမဲ့အဲ့လို တိုက်စစ်လိုက်ရမယ့်အချိန်မှာတိုက်စစ်ကိုရအောင်လိုက်တယ်ခန်းစစ်ကိုဆင်းကူရမယ့်အချိန်မှာခန်းစစ်ကိုရအောင်ဆင်းကူရဲဒါပြင်ပေါ်ပီကန်နီဟာတာဟာတာပေါ့လေဟာတာအနေနဲ့ဆိုလို့ရှိရင်ပေါ်ပီကန်နီမှာအန်ဒရီဆန်တိုနဲ့ရောဘတ်ဆန်ချက်တို့ကလက်တူရှိတဲ့ချောင်းပဲကန်အဲကန်ကန်တင်ပြီးပြီးတော့လက်တူမောင်းတာပေါ့နော်ဆိုတော့အဲ့ဒါမျိုးလေကျွန်တော်မြင်ခဲ့ရသေးတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာအာနိပြကိုလည်းကျွန်တော်ချီးကျူးရလိမ့်မယ်အကုန်လုံးကောင်းတယ်ဗျဒီနေ့ပွဲစဉ်မှာအကုန်လုံးကောင်းတယ်ဘာလို့လဲဆိုတော့90လို့ဗျ90လို့အကုန်လုံးကောင်းတယ် နိုင်ငံတကာပွဲစဉ်တွေပြီးမှပြန်ဆပြီးပြန်ကစားကြတဲ့ပွဲတင်မှာပဲချက်စီသင်းကနိုင်ငံရရှိခဲ့တဲ့ဒါပြင်အမှတ်ပေးစရာအဆင့်တက်ကအာဆင်နယ်နဲ့သုံးမဲ့ပဲကွာတယ်ဒါပြင်အဆင့်နှစ်ကိုအရာကြီးတက်လန်းထားနိုင်လေဆိုတော့အပေါင်းလက္ခဏာဆောင်တဲ့အဖြစ်အခြေအနေတွေကိုကျွန်တော်တို့ကြုံရတယ်ပေါင်းလက္ခဏာဆောင်တဲ့ကိစ္စတွေဖြစ်တယ်ဒါပြင်အန်ဒရီဆန်တိုရဲ့ဒါ white scancy တို့မရှိတဲ့အချိန်ဒီမှာအန်ဒရီဆန်တိုတည်လေကျွန်တော်တို့ယုံကြည်အားကိုးရတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကိုသူက ခြေစွမ်းနဲ့သူ့ခြေစွမ်းနဲ့တက်တည်ပြခဲ့တယ်သူ့ရဲ့ပုံစံနဲ့တက်တည်ပြပြီးကစားသွားခဲ့တယ်နောက်နတူရဲ့ဒါအသင်းပေါ်ပေးဆက်ပြီးကစားရတဲ့စိတ်ကိုလည်းကျွန်တော်တို့မြင်ခဲ့ရတယ်ဆိုတော့အပြင်မြဟိုနိုင်ငံတကာပွဲစဉ်တွေအပြီးပြန်ဆားတဲ့အာပွဲစဉ်မှာပဲကျွန်တော်တို့တကယ်ကိုကျွန်တော်တို့ Chelsea ပြိုင်သက်တွေအတွက်တကယ်ကိုကောင်းတဲ့ခံစားချက်တွေဖြစ်စေတဲ့အခိုက်အတန့်တွေဖန်တီးပေးခဲ့တဲ့အတွက်ဒီတစ်ပတ်တော့ ကျွန်တော်ချက်စီးတင်ကိုကျေးဇူးတင်ပါတယ်လို့ပဲပြောချင်တယ်။ဒါပြင်ဒီကြားရက်မှာဘာစီလိုနာနဲ့ချန်ပီယံလိပွဲစဉ်ရှိပါသေးတယ်။ဆိုတော့အာဘာစီလိုနာနဲ့ပွဲစဉ်ချန်ပီယံလိအဲဘာစီလိုနာနဲ့ပွဲစဉ်မဆခင်မှာလေအာအဲဘာစီလိုနာတင်းရဲ့ပွဲကြိုသုံးသက်ချက်နဲ့တူအာပြန်ပြီးတော့ဆုံပါအောင်မယ်။ဒါကတော့ဟိုပွဲပြီးသုံးသက်ချက်တစ်ခုဆိုတာထက်ပွဲပြီးတော့ခံစားရတဲ့ခံစားချက်ကိုအာပြပြတဲ့ဗီဒီယိုဖြစ်ပါတယ်အဆုံးထိလိုက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်